ကက်ဦးဆောင်တဲ့ပြည်သူ့ဆက်ဖွဲ့ကစီးရီးယားအစိုးရနဲ့ပေါင်းစည်းဖို့သဘောတူစီးရီးယားအရှေ့မြောက်ပိုင်းကိုထိန်းချုပ်ထားတဲ့ကက်ဦးဆောင်တဲ့ပြည်သူ့ဆက်မဟာမိတ်အဖွဲ့ဟာသူတို့ထိန်းချုပ်နေမြေတွင်စစ်ဘက်နဲ့အရက်ဘက်အဖွဲ့အစည်းအားလုံးကိုစီးရီးယားနိုင်ငံနဲ့ပေါင်းစည်းဖို့သဘောတူလိုက်ပါတယ်အမေရိကန်ကျောင်းထောင်နာခံပြုတ်စီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ဟာရန်လိုမှုတွေကိုရပ်တန့်ကန် ဒေတာတွင်နှိမ့်ဆက်စခန်းတွေလိစိတ်တွေနဲ့အရေးပါတဲ့ရေနံနဲ့တဘာဝတန်ငွေလုပ်ငန်းတွေကိုလွှဲပြောင်းပေးမယ်လို့သဘောတူညီချက်မှာဖော်ပြထားပါတယ်။ဒါအပြင်သဘောတူညီချက်အရကတ်လူနည်းစုတွေကိုစီးရီးယားနိုင်ငံရဲ့အရေးပါတဲ့စိတ်ပိုင်းတစ်ခုအဖြစ်သိမှတ်ပြုပြီးနိုင်ငံတကာလုပ်ငန်းစဉ်မှာနိုင်ငံသားအလုံးရဲ့ကိုစားပြုမှုနဲ့ပါဝင်မှုကိုအာမခံထားတယ်လို့ဆိုပါတယ်။ ဆီးရီးယားဒီမိုကရက်တင်တပ်ဖွဲ့တပ်မှုကတော့ယာယီတာမရာအာမက်အယ်ရှရာရာနဲ့လက်မှတ်ရေးထိုးခဲ့တဲ့အဲ့ဒီသဘောတူညီချက်ဟာဆီးရီးယားနိုင်ငံအသစ်ကိုတည်ဆောက်ဖို့အမှန်တကယ်အခွင့်အရေးဖြစ်တယ်လို့ပြောပါတယ်။ဒီသဘောတူညီချက်ဟာတာမရာအာဆက်ကိုဒီဇင်ဘာလအတွင်းကဖျောက်ချနိုင်ခဲ့တယ်။တပုံထိုးစစ်ကိုဥဆောင်ခဲ့မှုနဲ့အတူတက်လာတဲ့ဆီးရီးယားအစိုးရတည်ရဲ့နိုင်ငံပေါင်းစည်းရေးရည်မှန်းချက်အတွက်တည်တာထင်ရှားတဲ့လက္ခဏာလေးဖြစ်ပါတယ်။ တမရဟောင်းအားဆက်ရင်တစ္ဆာခန့်တွင်နေဆီးရီးယားအစိုးရတပ်တွင်ပဋိပက္ခဖြစ်ပွားနေရာနိုင်ငံအနောက်ပိုင်းမှာမကြသည်ဖီကအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်လူတထောင်ကျော်သေဆုံးခဲ့ကအများစုကတော့အာဆက်ရဲ့အာလာဝိုက်ဂိုင်းဝင်တွေဖြစ်ပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။